ဆမမက်တီတာစံချောင်းဘာသာပြန်ဆိုထားတယ်။ဆရာရှိကျွရဲ့တရုတ်ပြည်စစ်စစ်အတွင်းကဆက်ကူချာအပိုင်း၁တရုတ်ရဲ့မျက်နှာ၁ဈေးကစားသူတွေရုတ်ရုတ်တဲတဲ2009ခုနှစ်အောက်တိုဘာလ20ရက်နေ့ဒီနေ့တရုတ်ပြည်မှာ stock share ဝယ်သူတွေကမြို့ပေါ်က collar view အလုပ်သမားတွေနန္ဒာရေးဆိုင်ရာကျွမ်းကျင်သူတွေဖုတ်ကြပါဘူး တက္ကသိုလ်ကျောင်းသားလယ်သမားလမ်းပေးစေတယ်။နောက်ဆုံးလမ်းတိတ်ကဘွားကြီးဆိုသလိုလူတိုင်းကဝယ်နေကြတာပါ။မိကြီးကအေးမဲ့လုံချုံမှုအပေါ်သူတို့အားလုံးရဲ့မျှော်လင့်ချက်တွေကိုပုံအပ်ထားကြတယ်လေ။သူမကစောင်းအိတ်ထဲမှာ Elliot Wave ရဲ့စီမင်းပေတာ short စီးပွဲအမြတ်ရဖို့တော်ကျင်တဲ့ Warren Buffett ရဲ့ဘဝဆက်ကြောင်းစာအုပ်တွေကိုထည့်တယ်လို့စာအုပ်စင်ပေါ်မှာလည်းပြဋ္ဌာန်းစာအုပ်ဓမ္မမို့တခြားပြည်နိုင်ငံကြီးတခုခုကို တွေ့နိုးနိုးရှာလို့ เจ้ามาတော့တင်ချာလို့ရတာခေါင်းကြိုက်တယ်လို့သူမကပြောတယ်။စင်းအင်းပညာကိုတင်ယူနေပေမဲ့အခုထိလည်းအရှုံးမြတ်စရာကိုကောင်းကောင်းမဆွဲတတ်သေးဘူး။တရုတ်စီးပွားရေးနဲ့ corporate ကဘာကြီးကိုတော့သူမကနည်းနည်းမှနားမလည်တယ်လို့သူမအတွေ့အမြင်တွေကလည်းမှားနေသေးရဲ့။စပွဲမှာရှိနေတဲ့လူတိုင်းက stock share အကြောင်းပဲပြောနေကြတာလို့ចောင်းသားဟောင်းမိတ်ဆုံးဘွယ်တော်ကအကြောင်းကို သူမကစိတ်တွေလှုပ်ရှားပြီးပြောတယ်။ ကြည်ရတာလူတိုင်းကပက်ဆန်တွေ တော်တော်များများကိုရနိုင်ပုံပဲလူတိုင်းကဘလောက်ရှင်ရင်ဘလောက်ပြန်ရတယ်ဆိုတာကိုပဲတွက်ကြပြောကြပေါ့ဝယ်ရပီဇာလူငယ်တရားဟာတစ်လကိုယွမ်း၄ထောင်လောက်ပဲဝယ်နေရကသူမိဘစီကအိမ်ဝယ်ဖို့ဆိုပြီးယွမ်း၂သိန်းကို တောင်းလိုက်ပြီး stock share ထဲထည့်လိုက်တယ်သိမကြလိုက်ဘူးဝယ်ယွမ်း၇သိန်းဖြစ်လာတယ်တဲ့ဒီလိုဇလန်းတွေများကြီးကြပြီးတော့သူမကကုန်သွယ်ရေး share အကောင့်တစ်ခုဖွင့်လိုက်တယ် အဲ့လိုပဲလွန်ခဲ့တဲ့လတွေမှာတနေ့ကို stock account မှာ2000ကနေ3000လောက်နေ့တိုင်းဖြန့်ကြတယ်။သူများတွေလိုစောစောကမလောက်ခဲ့မိလေခြင်းလို့သူမကဝယ်နေနေသေးတယ်။ဒီနေ့တရုတ်ပြည်ရဲ့ stock ဈေးွက်ထဲမှာပြည့်ရှန်အောင်ဝင်လာသူတွေကမြို့ပေါ်က color view အလုပ်သမားတွေရောငွေကြေးရကျွမ်းကျင်သူတွေပါမဟုတ်ပါဘူး။တိုက်သူအကြောင်းသားတွေ၊လယ်သမားတွေ၊ NPC တွေနောက်ဆုံးနန်းထိပ်ကအဖွားကြီးကတော့ stock share ဝယ်ကြပါတယ်။ တရုတ်ပြည်လုံးကလူတိုင်းရဲ့စီပွားရေးကတိုးတက်လာတယ်လို့ထင်စရာပဲလူတိုင်းကငွေချေးပြီးအိမ်ဝယ်ကြတယ်ကားဝယ်ကြတယ်နောက် stock share ဝယ်ကြတယ်အကြမ်းဖြင့်တော့ဈေးကွက်ကတင်းရိပ်တက်နေတာပေါ့ဒါပေမဲ့လူတော်တော်များများကဈေးနှုန်းဝင်ငွေအချိုးဆိုတာရဲ့အနေအထိပဲကိုနားမလည်ကြပါဘူးလောက်အားပေးရရဲ့ခြေတက်ပွဲတခြင်းကိုတရထားတဲ့ဒေသတခုက online မှာခက်စားနေတယ်အဲ့ဒီဒေသမှာလှည့်ထားတဲ့ဇာကလုံးတွေကဘာကောက်မှမရှိပဲနိုးထပါ လာလာရှိတဲ့ဈေးကွက်တွေမှာပိုင်ဆိုင်သမျှအလုံးထည့်ပြလိုက်ပါတရုတ်လူမျိုးတွေဟာအကြွယ်ဝဆုံးကာလာတွေမှာပါလူတိုင်းကစိတ်လှုပ်ရှားကြွေးကြော်နေကြတာတက်တာတက်ပါတက်ကြပါတို့များမှာနှလုံးသားတစ်ခုတည်းသာတို့များဟာနှက်ချခံဖို့ရင်းရဲတာဝေတွေဝင်လှက်ဝင်ပါလှက်ဝင်လှက်ပါဘေကျင်းက Starbucks Coffee ဆန်လေးမှာ ထိုင်လိုက်ကြရင်ကျွန်တော်ကတော့1929ခုနှစ်က Wall Street မှာ စတော့ဈေးကွက်ပြတ်ခဲ့တာကိုပြောပြီးသူမကိုသဘောပေါက်အောင်စူးစမ်းနေမိပါတယ်။ခဏတိုက်သမားကလေးကတော့စတော့ဈေးကွက်ကြောင်းပြောနေနိုင်မှာတော့ဒီပြဿနာကမိုးကုတ်ဆောင်ဝိုင်းထိတောင်တိတာနေပြီမဟုတ်လားဗျာ။အဲ့ဒီခဏတာအချိန်လေးမှာကျွန်တော်နောက်ကျောင်းမှာထိုင်နေကြတဲ့လူလက်ပိုင်းမယောက်ကအတန်ကြဲကြဲနဲ့စကားပြောနေကြတယ်။ခင်ဗျားကဒါကိုဆက်လုပ်ချင်နေတာလားဒီပုံတိုင်းသာဆိုဈေးဘက်ကိုအရှိန်လုံးအပူတိုက်အောင်ဇိုးရကလောက်နေတာကိုကျုပ်တို့ကကူပြီ မီထိုးပေးနေသလိုပဲလို့ကျုပ်တော့ထင်နေတယ်။2008ခုနှစ်ဘေကျင်းအိုလံပစ်ကြီးမစခင်မှာမို့သူပြောနေတာကိုလူတိုင်းကနားလည်ကြတယ်။အိုလံပစ်ကြောင့်အစိုးရက stroke ဈေးကွက်ကျရှုံးပြီးလူငွေရေးပြဿနာတွေဖြစ်လာမှာကိုမလို့လားတော့ stroke ကအဲ့ဒီအချိန်မှာအရှိန်ဟုန်ပြင်းနေလေ။ဘိုးရင်လတွေတော်တော်ကြကြတော့ကတော့လူလူကြားထဲမှာလူတွေမျောမန်းထားသလိုတီတီငင်ငင်မှာပဲ stroke ဈေးကွက်ကလွဲပြီးလူတွေစိတ်ပူရမှာမရှိလေဗျလို့ ကြီးပွားရေးသတင်းတောက်တယောက်ကလေးနဲ့မိတာလို့ခံရဖို့တယ်ကျွန်တော်တို့သတင်းကမ်းမှာတော့ဘယ်သူကမှဘယ်เจ้าရာကိုအင်တာဗျူးရမယ်ဆိုတာကိုဆွေးကုံမဆွေးနွေးကြဘူးလေဒါပါလို့လဲဆိုတော့ Olympic Dance တော့ဈေးွက်ကလွဲပြီးဘယ်ဟာကိုရင်းရင်ကောင်းမလဲဆိုတာဘယ်သူကမှမသိလို့လေတဲ့ကျွန်တော်မှမိသမျှတော့တန်းဟာတရုတ်ပြည်မှာတတိယချိန်ငွေကြေးရယူမှုဖြစ်မှုပါပဲပထမချိန်ကတော့1999လောက်ကအင်တာနက်အရေးပေါ့ အဲ့နောက်ပိုင်းမှာလူတိုင်းက coffee ဆိုင်မှာစွန့်စွန့်စားစားနဲ့ရင်းရှင်ဝါရနဲ့ dotcom company တွေအကြောင်းမဲ့ပြောခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းကတက်ကတူတွေ IT လုပ်ငန်းတွေနဲ့ media တွေကြားမှာလည်းပဲခက်စားခဲ့ပြီးဟုတ်ချေတီတော့ရောက်မလာခဲ့ပါဘူး။ဝေဒီကလည်း Wall Street မှာရင်းနှီးမြှုပ်နှံသူတွေစီကလာခဲ့တယ်။တကယ်တော့ဒီဟာကပြုတ်စီပါရေလောကနဲ့စီးပွားရေးကြေမှုအတွက်မျက်စိပွင့်သားစေတဲ့အတွေ့အကြုံကိုရရှိခဲ့။ကျွန်တော်တို့ကတခြားသူတွေရဲ့ဒေါ်လာတွေကိုသုံးပြီးနှစ်နှစ်အတွင်းမှာ ကျုပ်လူငယ်မျိုးဆက်ကြီးတစ်ခုလုံးကိုခေတ်သစ်စီးပွားရေးတိုးတက်တဲ့ဤပညာငွေကြေးစည်းကွက်ရကစားနည်းစီးပင်းစည်းကမ်းတွေကိုနားလည်သဘောပေါက်သွားအောင်လုပ်လိုက်နိုင်တယ်။နောက်ဒုတိယကြိမ်ငွေကြေးအရယူမှုဖြစ်မှုကတော့2004ခုနှစ်ရှန်ဟိုင်းကအိမ်ချမ်းမြေစည်းကွက်ပါပဲ။ရှန်ဟိုင်းကဟောင်ကောင်တဲ့ပိုပြီးကြီးကျယ်တယ်။ဒါပေမဲ့လူတိုင်းပြည်မြဝင်ငွေကအခုထိလည်းရှန်ဟိုင်းသမားကဟောင်ကောင်သမားထက်နည်းတယ်။ဘာကြောင့်မှန်းသိကြမသိရပဲရှန်ဟိုင်းမြေစည်းကွက်ကဟောင်ကောင်လိုမျိုးဖြစ်လာတယ်။ လူတွေကရှော့ဘွဲတစ်ခုမှာကိုကြည်ညိုနှုံးနဲ့ဒီဝိုင်းဖွဲ့ကိုအားပေးဖို့စောင့်နေရတယ်လို့မျိုးအိမ်ဝယ်ဖို့ဆိုပြီးလူတွေကအုံနဲ့ချင်းနဲ့စောင့်နေကြကြတယ်။နောက်နေ့ကျရင်အဲ့ဒီအိမ်ကိုအမျက်တရားကြတာပေါ့။အိမ်စည်းတွေတက်သွားလိုက်တာမှလူငယ်လေးတယောက်ကိုငွေစုပြီးအိမ်ဝယ်ဖို့ဆိုတာမဖြစ်နိုင်တော့အထီးပဲ။ဒါမဲ့တကယ်လူတော်တွေကအိမ်ကိုဝယ်ရောင်းလုပ်လိုက်တာတသက်လုံးထိုင်စားနိုင်လောက်အောင်ချမ်းသာသွားတယ်ဆိုတော့ကောလာဟလာတွေကလည်းအများကြီးထွက်လာခဲ့တာပေါ့။ဒါပေမဲ့ လူသိအများကြီးစီထီတော့ဒီပြဿနာကမရောက်ခဲ့ဘူးဒီတော့တစ်ချိန်မှာအိမ်ဈေးတွေပြန်ကျသွားတယ်ဒီတကာတော့ structure ရာဈေးတွေကတက်နေလိုက်တာတစ်နှစ်တောင်ကျော်နေပြီဖြစ်လာနိုင်တဲ့တရားမှုတွေကလည်းထင်ထားတာတည်းကြီးလွတ်နေတယ် structure account တစ်ခုဖွင့်ရတာကစီးပွားရေးလုပ်ငန်းစီမံကိန်းတစ်ခုရေးဆွဲရတာထက်ကောအိမ်တလုံးအတွက် support တင်ရတာထက်ပါလွယ်တာကိုဒါ့အပြင်လူတိုင်းကငွေလိုချင်နေကြတော့တံမှန်လူတယောက်ကဘာလို့ structure account မဝယ်ဘဲနေကြတော့မှလဲ နောက်တစ်ခုကတော့လူတို့ကအစိုးရအနေနဲ့သူသဖြင့်နောက်နေမှာလုံးမဲ့ Olympic မတိုင်ခင်မှာဘယ်လိုနည်းနဲ့မှကြော့ဈေးကွက်ကိုပြက်ခံမှာမဟုတ်ဘူးလို့စိုးရရဲ့လုံနိုင်စွမ်းနဲ့ဤရွယ်ချက်တွေပေါ်မှာယုံကြည်နေကြတာပေါ့အဲ့ဒါလိုယုံကြည်မှုတွေကအလွန်အလွန်ကိုမြင့်တက်နေကြလေတော့ဘာမှမဆိုဖြစ်လာနိုင်တယ်ပေါ့2006ခုနှစ်ဧပြီလမှာတော့ Tianjin ကမ္ဘာတန်လိုက်ကပ်ပြားကုမ္ပဏီကသူတို့ရဲ့လေးလတစ်ချိန်ထုတ်ပြန်တဲ့စီးရင်ရှင်းတဲ့ကိုထုတ်ပြန်မှာမဟုတ်ဘူးလို့ကြေညာလိုက်တယ် အဲ့ဒါလို့ပွင့်လင်းမြင်သာမှုမရှိတော့တာကိုဈေးွက်ကြီးကရဲ့ယူဖို့မစင်စားပဲသတိထားမှဖြစ်မယ်လို့တော့မတွေးကြတော့ပဲ stock share ပမာဏကနှစ်ဆတက်သွားတယ်2009ခုနှစ်နှစ်စမှာအန်ဟိုရီကိုယိုအုပ်စုကလည်း2006ခုနှစ်ကသူတို့ရဲ့ရှုံးကိုကာမီဟာစုစုံမျိုးစုံရအနေနဲ့ယွမ်55သန်းကူညီပံ့ပိုးပေးမယ်လို့သိရကြောင်းကြေညာပြန်တယ်ဒါပေမဲ့အဲ့ဒီကုမ္ပဏီကမျက်လှည့်ပြလိုက်တယ်လို့အမျက်တွေတောင်ရလို့နာမည်ဆိုးစီးမှာတော့မပါခဲ့တော့ဘူး ဒီကိစ္စတွေမှာလူတွေဘလို့ကလပ်ဖန်ထိုးသလဲဆိုတာကိုတော့မသိရဘူး။ဂူတီတော့တရုတ်ပြည်ကလူတွေကကုမ္ပဏီတွေရဲ့ဆွမ်းဆောင်ရည်နဲ့စော့စင်းနှုံကြမှာဘာအခြေစက်မှမရှိပြီးတကယ်တော့ stock share တွေကိုဆက်ဝယ်နေကြတယ်။တရုတ်ပြည်ကရှုပ်ထွေးမှုတွေနဲ့ပြည့်နေနေတယ်။ macro စည်းဝါးရေးအနေနဲ့ကြည့်ရင်အပြင်းအပြင်းနေပေမဲ့ကုမ္ပဏီတခုချင်းအနေထားမှာတော့ဆွမ်းဆောင်ရည်တွေကအံ့ဩဝယ်ရကြောက်စရာကောင်းလာတယ်။အဲ့လိုပဲတချို့ကုမ္ပဏီတွေရဲ့အမျက်ဖော်ပြမှုမှာမဖြစ်ဆက်လို့ဆိုပေမဲ့သူ့ share စည်းကတော့တက်မြဲတိုင်းတက်တယ်။ ။လဲလာပဲတရုတ်လူ့အဖွဲ့အစည်းရဲ့ရှုပ်ထွေးမှုတွေအကြောင်းသိသည့်နောက်ဆုံးဖြစ်တွေကတော့အံ့စရာပါပဲ။လူပေါင်း1ဘီလီယံကနှစ်ပေါင်း30လောက်အယူမှုကိုလုံကျိုးစားခဲ့ကြတယ်။အဲ့ဒီတော့တွင်မှာသူတို့ကတောင်ပေါင်းများစွာ၊ရှုံမြန်ပေါင်းများစွာနဲ့မြစ်ပေါင်းများစွာကိုညဉ့်ဉန်းစေခဲ့ကြတယ်။ညဉ့်နွမ်းတဲ့လေတုကိုရှူခဲ့ကြတယ်။မြောက်ကကြောင်မီးသွေးတွေအားလုံးကိုထုတ်ယူတူးဖော်ခဲ့ကြတယ်။ဘဝတွေအသက်တွေမလိုအပ်ပဲဇတိခဲ့ကြတယ်။သူတို့ကအခြေခံကြဆုံးစင်ရှင်တုံတရားစင်တွေကိုလည်းဖျက်ဆီးလိုက်ကြတယ်။ ။ကမ္ဘာလုံးဆိုင်ရာလောက်ခွဲဝေခြင်းပေါ်ခွင့်ကောင်းယူလိုက်တယ်။ခွဲပြားချမ်းသာတဲ့ဤပညာတွေကိုချီးကားလိုက်တယ်။နောက်တော့ကျွယ်ဝမှုကြီးကိုဖန်တီးလိုက်ကြတယ်။စိတ်ကောင်းစရာကတော့ကျွယ်ဝချမ်းသာမှုဆိုတာကိုတင့်တင့်လျောက်ပန့်အောင်တော့မသုံးဆဲနိုင်ကြဘူးလေ။တင့်ဟာပုံပြီးကောင်းတဲ့ပညာရေးစနစ်ကိုမဖန်တီးနိုင်သလိုတီထွင်ဖန်တီးမှုရှိတဲ့စီးပွားရေးပတ်ဝန်းကျင်ကိုလည်းမတည်ဆောက်နိုင်ဘူး။စိတ်ချယုံကြည်ရတဲ့လူမှုဖူလုံရေးစနစ်ကိုလည်းမတည်ဆောက်နိုင်ခဲ့ပါဘူး။အဲဒါကြောင့်တန်မှန်လူတွေဟာ သူတို့အခွင့်အရေးရမယ်လို့ယူဆတဲ့ယင်းနှိမ့်ညှို့နှံမှုပေါ်မှာပုံပြီးအယူမှုလိုလာလာကြတယ်။သူတို့ကသူတို့နေနေရတဲ့လူမှုပတ်ဝန်းကျင်ပေါ်မှာယုံကြည်မှုတွေရော့ရော့လာကြတယ်။ဒါကြောင့်ငွေကြေးတွေတပုံတပင်ရနိုင်တယ်ဆိုတဲ့စိတ်လုံခြုံမှုတွေကိုသူတို့ရဲ့မျှော်လင့်ချက်အားလုံးပုံအောင်လိုက်ကြတာပေါ့အဲ့ဒီထက်ပုံရင်းကြည့်တာကအဲ့လိုစွန့်စားရတာဟာပိုပြီးအမျက်ရစေမယ်လို့သူတို့ကယုံကြည်နေတာကြောင့်ပါပဲဒါကြောင့်လဲ coffee ဆိုင်ကကျွန်တော်တငယ်ချင်းက1929ခုနှစ်ကအမေရိကမှာ stock share ဈေးပွဲပြတ်ခဲ့တာဟာသူနဲ့ အမှမဆိုင်ဘူးလို့ယုံကြည်စေခဲ့တာပါပဲ။ကြည့်ရမျက်နှာနှစ်မှန်ကလကနောက်ကလူတွေ2002ခုနှစ်ဒီဇင်ဘာလ2ရက်သူတို့ကတရုတ်လူအတိုင်းဝိုင်းမှာလူကုန်နေနေပေါ့သူတို့မျက်နှာသားတွေကမောက်မာတဲ့တတိကြီးတဲ့တရုတ်လူရောအင်္ဂလိပ်လူရောကိုတာတာရရရောနှော်ပြောတတ်ကြတယ်သူတို့ကမှန်ကလကကြီးတွေတွင်က ရုံးတွေထဲမှာနေတယ် ။ယင်းပေါက်တွေနောက်ွယ်ကနေသူတို့ရဲ့အမိမြေအတွက်သေးအေးစိတ်ကူးရင်ကြတယ်။သူတို့ကစစ်ပြစ်မရှိတဲ့လူအုပ်စုလိုပဲ။ဒီမြင်းနဲ့ချိတ်တွဲမနေတာကိုခုံယူကြတယ်။သူတို့ရဲ့ကြွယ်ဝမှုနဲ့ပညာရေးတွေကိုပိုကျယ်ပြန့်တဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက်သင်ပြန်ပေးလိုက်ရမှာကိုမလိုလားကြဘူး။စားတောင်ဆိုင်တဲ့ကိုကျွန်တော်ဝင်လာတဲ့ချိန်မှာမဲသားကတော့တင်ဆက်ပေါ်မှာချက်နေပြီ။သူတို့ကနေ့လယ်ပိုင်းစီဝေးအတွက်ပြင်ဆင်နေကြတာဆိုတော့တောက်တော့မတောက်ကြပါဘူး။ကိုပြောဒီပြောပြောပြတာနဲ့အမေရိကရွေးကောက်ပွဲကြောင်ပြောကြတယ် ဟီလာရီကလင်တန်ကဒီမိုကရက်ပါတီရဲ့တမန်တော်နောက်ဖြစ်လာပြီးရွေးကောက်ပွဲမှာနိုင်မလားသူတို့ကောလဟာလာတွေကိုဖလှယ်ကြတယ်။တရုတ်ယာရှိတွေရဲ့အချက်လက်တွေကိုမျိုးစားခွင့်ကြတယ်။ဒီကျွန်တော်တကယ်ချင်းတွေကကမ္ဘာပေါ်ကအကောင်းဆုံးဆိုတဲ့တက်ကူတွေစီကနေဝက်ရရခဲ့ကြတယ်။သူတို့ကကမ္ဘာနိုင်ငံကြီးတွေမှာထိချထားတဲ့ကုမ္ပဏီကြီးတွေမှာဒါမှမဟုတ်နိုင်ငံပိုင်ငွေကြေးဆိုင်ရာဖွဲ့ကြီးတွေမှာလှုပ်လှုပ်ကြတယ်။သူတို့ရဲ့ဘဝအချိန်တာတော်တော်လေးကိုလင်းပြန်တွေပေါ်မှာကုန်ဆုံးစေတတ်တယ်။ကျွန်တော်ရှိမှထိုင်းနေတဲ့တကယ်ချင်းမလေးဆို သူတို့ကဘန်ကသူတို့ဘန်ကလောက်ကန်တိုးချက်လို့နောက်ပတ်ဆိုရင်အာဖရိကကိုသွားမယ်။စားတောက်ဆိုင်ကဘေကျင်းရဲ့စီးပွားရေးလမ်းမကြီးပေါ်မှာတည်ရှိတယ်။နိုင်ငံရဲ့ဆန်နစ်ကဒီစီးပွားရေးလမ်းမကြီးကိုတည်ဆောက်ဖို့ရည်မှန်းချက်ကြီးလာတဲ့စီမံကိန်းကြီးကိုကျင်းညာပြီးတဲ့အခါမှာတော့ရှေးကလူနေရပ်ကွက်ထဲမှာရှိတဲ့စောင့်ဟောင်းတွေကိုဖြိုချခဲ့လိုက်ကြတယ်။ကြီးမားလာတဲ့မန်ပလာဇာကြီးအတွက်ခြေကံဖြစ်တိတ်မိုက်တဲ့လမ်းဘေးပါဆိုင်လေးတွေကိုတည်ဆောက်လာကြတယ်။ အဲ့ဒီအချိန်မှာဘေကျင်းဟာတနည်းနည်းတစ်ချိန်ချိန်မှာဒီစီးပွားရေးလမ်းမကနယူးယောက်ကဝေါ်စထရီးတ်လိုလန်ဒန်ကမြို့နယ်လိုဟောင်ကောင်ကစင်ထရယ်လိုဖြစ်လာမယ်လို့အိမ်မက်မက်ခဲ့တယ်။စီးပွားရေးလမ်းမပေါ်ကိုရောက်ဖို့အဝိုင်းပတ်လမ်းနံပါတ်2ကိုကြွေပတ်လိုက်ပြီးရနောက်မှာတော့ကျွန်တော်မျက်စိရှေ့ရောက်လာတဲ့ဆောက်အုံကကျွန်တော်ကိုထိတ်လန့်အံ့ဩသွားစေတယ်။ဧရာမမှန်ဆောက်အုံကြီးတွေကငွေမယောင်တစ်ဖက်ဖက်နဲ့တခုနဲ့တခုကြောင်မှာတော့မြက်ကင်းမြင်ချက်ကြီးတွေကပေါ်ကျင်းတော့ခြင်းလမ်းမကတန့်ရှင်းပြီးနေရောင်ကြီးနှွေးနှွေးအောင်မှာစားတော့ဆိုင်တွေရဲ့စိန်ကန်ဟိတ်ဟန်က တော်လဲတန်တို့မြည်ခီးတို့ Lane Crawford တို့ဆိုင်အယာမရဲ့ပြည်နယ်ဆောင်မှာတော့ထူးခြားနာပြည်နယ်ဘေးတွေနဲ့တယ်အီမွေးကိုသာစီမံထားတဲ့ဘော်ဒီဘေးတွေက ဖြတ်သွားပြက်လာနေကိုငေးကြည့်နေလေရဲ့တနင်္လာနေ့ကနေတောက်ကြနေအထိနေ့လယ်ပိုင်းနေမှာတော့ပြင်းပြိုးမဲ့တဲ့မနေ့ရောင် နောက်တန်းဝင်းစုံကိုစီဝစ်ထားတဲ့လူအုပ်စုကြီးတွေက ဖြတ်လျှောက်သွားကြတယ်လူတိုင်းရဲ့မျက်နှာပေါ်မှာတော့တတိကြည့်ပြီးနှိမ့်ဟန်မြင့်မားတဲ့အတွေ့အကြုံရှိနေတယ်သူတို့လက်ထဲမှာ blackberry smartphone တွေရှိနေကြတယ် သူတို့စကားပြောတဲ့ကတရုတ်စကားနဲ့အင်္ဂလိပ်စကားကိုတတ်တတ်ရရပဲရောထွေးပြောတတ်ကြတယ်။ရုံးပရက်တွေမှာတော့ဘန်အလုတ်သမားတွေအားလုံးလည်းပြောက်သွားရောဒီဝင်းကျင်ဟာလည်းဟာလာဟင်းလင်းဖြစ်သွားရောအဲ့ဒီချိန်မှာတော့ faction ကြကြ20ကျော်ဝင်းကျင်တွေအတွက်စုံမက်နေရဖြစ်လာတယ်။သူတို့ကသူတို့ကိုဟန်ချုပ်ရှိုးကိုကောင်းတဲ့ကျန်းပြေကနေမျက်နှာကျက်အထိရှိတဲ့မန်တက်ကြီးတွေကိုသဘောကျကြတယ် သူများကသူတို့ကိုကြည့်နေတာကိုသူတို့ကသိတ်တာရကြတယ်။တခါတလေသူတို့ကပြင်းပောင်းနောက်မှာထိုင်ပြီးစိတ်ကူးတွေယဉ်ကြတယ်။ကျောက်လူတာဝိုင်းကရှုပ်ပွားစုညံနေလေးရှိတယ်လို့မဟုတ်အဲ့ဒါတည်းဆိုင်စီးပွားရေးလမ်းမကြီးရက်ကွက်ကတန်မှန်လို့မကြီးတစ်ချက်ပေါ့ကျွန်တော်ကတော့စီးရင်သားမိသားစုအိမ်တွေရဲ့နေရာမှာချိတ်ဆွဲထားတဲ့အတွက်တန်ရှင်းတဲ့ရတဲ့အိမ်ကြီးရက်ကံပြက်ကရင်ဓာတ်ပုံတွေကိုသတိရစေတယ်ဒီမှာလုံးလုံးကြသူတွေကကျောက်လူတာဝိုင်းကထက်တန်းလာပြီပဲသူတို့ကသူတို့ရဲ့ဇင်ကံလူမှုဟန်ပန်နဲ့ လူတိုင်းလူလူကိုဖျားယောက်နေကြလေကျွန်တော်တငယ်ချင်းကအပြင်ကလူတွေကအတွင်းကိုမမြင်နိုင်လောက်အောင်အလင်းပြန်နေပေမဲ့အတွင်းကလူကအပြင်ကလူကိုတင်းတင်းကြပ်ကြပ်မြင်ရတဲ့တပတ်မြန်မှန်ရှိနေတဲ့အဆောက်အုံထဲမှာထိုင်နေတယ်။သူတို့အလောက်ကတော့ချက်လက်တွေရဲ့ငွေလုံးဝင်ရင်းတွေကိုစီမံခန့်ခွဲကြဖို့ပဲ။ကျွန်တော်တငယ်ချင်းကအပြင်လူတွေကအတွင်းကိုမမြင်နိုင်လောက်အောင်အလင်းပြန်နေပေမဲ့အတွင်းကလူကအပြင်ကလူကိုတင်းတင်းကြပ်ကြပ်မြင်ရတဲ့တပတ်မြန်မှန်ရှိနေတဲ့အဆောက်အုံထဲမှာနေထိုင်နေတယ်။ အဲသူတို့လောက်ကတော့ချက်လက်တွေရငွေလုံးဝယ်ရင်းတွေကိုစီမံခန့်ခွဲကြဖို့ပဲ။တမောင်များစွာသောယွမ်တွေကခိဖို့ပေါ်ကတစ်ချက်နှစ်ချက်ခောက်လာုံနဲ့သူတို့ရဲ့လက်တွေတဲကနေတခြားနေရာစီကိုစီစဉ်သွားလိုက်ကြတာ။ပက်ဆန်ဆိုတာတကားမှကုလဒရမ်မဲ့မဆန်ခဲ့ဘူးလို့ထင်တာပဲ။လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့တရုတ်လူတိုင်ဝမ်မှာငွေစကားပြောတာရဲ့ငွေရှိကျင်လို့နာရဲ့ငွေကိုပုံတာရဲ့ဆိုတဲ့အကြောင်းအရာသုံးခုကိုပဲထပ်တယ်လည်းပြောဆိုဆွေးနွေးနေခဲ့တယ်။ stock share ဈေးကွက်ကိစ္စကတိတ်ဟော့လာတဲ့အခါမှာတော့ ။ရာအားလုံးရဲ့ဇင်းတို့နေကလည်းတက်လိုက်တာတယ်။ဘီလီယံနာတွေလည်းတယောက်ပြီးတယောက်ဟတ်လာတာပေါ့။ကုမ္ပဏီများစုကလည်းစဖွင့်ကစားမှာကလေးကများပြည်သူတွေကရှယ်တွေဝယ်ကြတာမှတ်တိုင်ဆိုင်နိုင်လောက်အောင်ဖြစ်လာလို့သေယူသေးတဲ့နဲ့စိတ်ဖိစီးစိတ်တွေပူလာကြတယ်။လူတွေကအချိန်တူတူမှငွေတွေပွားကြင်လို့လို့ယူနှက်လာကြတယ်။ချိန်ထဲမှာပဲလူတိုင်းလူလူကငွေကြီးကြောင်းမဲ့ပြောနေကြတော့ဖိအားပေးတယ်လို့လည်းခံစားလာရတယ်။ကျွန်တော်တကယ်ချင်းတယောက်က Pepper Stock ဈေးကွက်တွေမှာလှုပ်လှုပ်နေတဲ့ ကျုပ်ကောင်မီတစ်ခုမှလှုပ်လှုပ်တယ်။သူတို့ဘာကိုတကယ်လှုပ်တယ်ဆိုတာတော့ကျွန်တော်လည်းမပြောနိုင်ပါဘူး။သတင်းစာထဲမှာအများပြည်သူတွေတင်နာဆိုင်ရာလမ်းညွှန်ချက်တွေကိုဖတ်ရတဲ့အခါတိုင်းအဲကျွန်တော်စိတ်တွေလုံးဝကိုယ်စွေစပါဖြစ်ရမိတယ်။အဲ့ဒီကျယ်ဝင်းရကောင်မီတွေရဲ့နာမည်တွေကိုတောင်ဖတ်မိနေပါသေးတယ်။ဒါနဲ့ Morgan Stanley, Mary Lynch, Citigroup, Goldman Sachs, UBS ဒီကုမ္ပဏီတွေကပဲကျုပ်ရဲ့နိုင်ငံပိုင်းနဲ့ပုဂ္ဂလိကပိုင်းစီးပွားရေးလုပ်ငန်းကြီးတွေနဲ့အလောက်တူတူလုပ်ကြတာပေါ့။ ပြီးတော့သူတို့ထုတ်ကြင်ကြတာကသူတို့ရဲ့ရည်မှန်းချက်ကနယူးယောက်လန်ဒန်နဲ့ဟောင်ကောင်လို့ပြောတာပဲသူတို့ရဲ့ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုပမာဏတွေကိုမြင့်လိုက်ပြီးတိုင်းနေရာတိုင်းကသတင်းစာတွေမှာကောင်းကြီးသတင်းဖြစ်လာတယ်ကျွန်တော်တကယ်ချင်းရဲ့လာစာကလည်းအံ့လောက်စရာကြီးရဲ့ရင်ကတော့ရေနံနဲ့မော်တော်ယာဉ်လောက်ကန်းနေမှာပဲလာစာကောင်းကောင်းပေးခဲ့တာအခုတော့ငွေကြေးရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေကလာစာများကြီးပို့ပေးတန်ကြတော့လူငယ်တွေကအဲ့ဒီမှာပဲလှုပ်ချင်ကြတယ်ကျော်လူတာဝိုင်းမှာပြောင်းလဲတွေကိုတက်ကူပွဲရတယောက်တည်း လောက်ကန်ခွင့်လန်းတွေနဲ့ဆန်ပြူတိုင်းတာလာကြတယ်။အင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်တဲ့အသက်22နှစ်လူငယ်တွေကသူတို့ခြေထောက်ပေါ်သူတို့ရက်တီလာကြတဲ့ကမ္ဘာပန်းကြီးတွေမှာကန်ကောင်းလို့လောက်ရသွားရင်တစ်နှစ်ကိုယွမ်30သိန်းဒေါ်လာ3000လောက်တည်ရနိုင်တာကိုအဲ့ဒီအချိန်မှာတခြားအလောက်ကိုလုပ်နေတဲ့သူလူငါလိုလူငယ်တွေကတော့တစ်လမှယွမ်4000လောက်ပဲရကြတာလေ။အဲဒီနေ့ခေတ်လူမလိုက်ဆိုတဲ့သူတွေနဲ့စကားပြောရင်စိတ်ထဲမှာရောထွေးနေတဲ့ခံစားချက်တွေဖြစ်လာတတ်တယ်။ သူတို့မှငွေကြေးဆိုင်ရာအတောင်းနှုန်းတွေကိုပြောင်းနိုင်ကြတယ်။ Ivy League တက္ကသိုလ်တွေကဝယ်ရကြတယ်။ကမ္ဘာတည်တန်းကုမ္ပဏီ90တဲမှာလှုပ်လှုပ်ကြတယ်။ English Magazine ကဘာတွေကိုသဘောကျကြတယ်။သူတို့က American ရွေးကောက်ပွဲအကြောင်းမဲပေးရမယ်သူတွေအတိုင်းမင်းရှက်ရေးပြောကြတယ်။သူတို့ကကမ္ဘာလုံးဆိုင်ရာလူမနိုင်တက်တက်ပဲ။သူတို့ကဘာသာစကားတူတယ်၊အရသာခံနာခြင်းလည်းတူတယ်။ဒီနေ့နယူးယောက်မှာရှိနေပြီးနောက်နေ့ပါရီရောက်သွားတဲ့လီနီယာဘွားကိုဂုဏ်ယူကြတယ်။အချက်လက်နဲ့ရွေးချယ်မှုရတာကြွယ်ဝမှုကိုပြန်ဖြန့်ပြူပေးတဲ့ကဘာမှာ သူတို့ကကြံတဲ့သူတွေအားလုံးရရှိမှရှိနေ။ဒါမဲ့သူတို့နဲ့အတွင်းကြကြစကားလက်ဆောင်ကြဖို့တိတ်ခဲရင်နေ။အကြံဉာဏ်တွေကိုတခုပြီးတခုခုံပြန်ကြော်လွှားရင်မာတဲ့သူတွေပြီးပြီးသူတို့ကစိတ်ထဲမှာတွေးလို့မရလောက်အောင်မြန်ပြတဲ့ data တွေကိုပြုပြင်စီရင်လိုက်ပြီးကြောင်းရပေါင်းစုံကိုတို့ထိပဲနောက်အလုပ်တွေရှုပ်ပြီးနေမယ်။ဒါမဲ့ဘရောမယုတ်တိတွေကိုချိန်တွဲမနေဘူး။ဘယ်ပြောစကားတခုကိုမှလည်းခံစားချက်တွေနဲ့တည်ကုန်နေ။သူတို့ကမိမြေကိုစိတ်ဝင်စားဘူး။တယောက်ဟာ ဈေးကွက်မှာဈေးနှုန်းသတ်မှတ်ပေးဖို့အဓိကရည်ရွယ်ချက်ထားတဲ့ China Concert Stock ဆိုတဲ့ကုမ္ပဏီနဲ့ပဲခဏခဏပေါင်းစည်းလိုက်တယ်သူတို့ကဈေးမြင့်မရှိသူတွေသူတို့ခြေပါအောက်ကမြေကြီးနဲ့မဆက်ဆက်သူတွေဒီလိုဖြစ်နေတာကိုလည်းဂုဏ်ယူနေတဲ့သူတွေပေါ့သူတို့ကတစ်ဖက်မြင်မှန်းနေနောက်ကနေသူတို့ရဲ့အမိမြေကိုသွေးအေးအေးနဲ့စိတ်ကူးစီမံကြတယ်။မြင်ကလူတွေကတော့သူတို့ကိုမမြင်နိုင်ကြဘူး။သူတို့ကလူကုန်နဲ့ကောင်းဆုံးဆိုတဲ့ပညာရေးကိုရတယ်။တရုတ်ရဲ့ချမ်းသာကြွယ်ဝတဲ့စီးပွားရေးခြေနေကနေအကျိုးကျေးဇူးတွေကိုရတယ်။ သူတို့ကအစဉ်လာရည်ကျင်းမှုနဲ့ပထဝီနယ်နိမိတ်အကန့်အသတ်တွေကိုချဲ့ဖို့စီမံခဲ့ကြတယ်။အချိန်ထဲမှာပဲသူတို့ဟာတိတ်ခံစားချက်ကင်းလာတယ်။သူတို့ဟာနိုင်ငံတကာကငွေလုံးဝယ်ရင်းကိုဖြစ်ဖြစ်နိုင်ငံတော်ကလက်ဝကြီးအုပ်ထားတဲ့ငွေလုံးဝယ်ရင်းကိုဖြစ်ဖြစ်ညှစ်ထုတ်နေရတာဆိုရင်တောင်တိတ်အေးမကြည့်ဘူး။သူတို့ဆိုတာသူတို့ရဲ့တက်တောင့်တက်တာလူနေမှုဝတ်ဟန်ပန်ကိုထိန်းထားနိုင်ဖို့နဲ့အောင်မြင်နေဖို့အတွက်ဘလို့အင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်မှရနိုင်မယ်ဆိုတာကိုသိနေကြသူတွေပဲ။ကံကောင်းအကြောင်းမလာတာကတော့ သူတို့ဟာသူတို့ကိုကာကွယ်ပေးထားတဲ့လေဘူပေါင်းလိုနေရာကနေစွန့်ခွာဖို့စမ်းသပ်မရှိကြဘူးဒါမှမဟုတ်သူတို့ဟာသူတို့ရဲ့ကြွယ်ဝမှုနဲ့ပညာရေးကိုပို့ပြီးကျယ်ပြန့်တဲ့လူမှုတိုးတက်ဖွံ့ဖြိုးရေးတွေအဖြစ်အသင်းမပြောင်းလို့ကြဘူးတယောက်ရဲ့မျက်နှာတောင်းတောင်းဆုံးဒေါ်သားလေးရဲ့အိမ်မက်2009 January 25မနေ့ကစက်တင်ဘာ14ရက်မှာသူပြောင်းဆုံးသွားခဲ့သူအဆောင်ခံထဲမှာဒါဝုချီကန်ဆောက်ဆောက်ကြီးတွေက ဇာတာတချို့ကူးရေးထားခဲ့တဲ့ဆက်ကူပန်းလေးကိုခြံထားခဲ့တယ်။လူတယောက်ရဲ့ဘဝတစ်ခုလုံးအလောက်ကိုပင်ပင်ပန်းပန်းလုပ်တယ်။ဒါနဲ့တောင်သူဟာသူ့လောက်အားရဲ့အသီးပွင့်ကိုဘယ်တော့မှမမြင်ရရှာဘူး။ခုတ်ကိုရမဲ့မောပန်းအာကုံဖို့လွတ်လပ်မရှိတဲ့စီးရဲတန်းကိုဆူယုံဖို့ဘယ်တော့မှဖြစ်လာမှာမဟုတ်တဲ့အာမြင်မှုကိုတတ်မှတ်ဖို့တမွေဘဝမရှိမိဘကိုမထောက်ပံ့နိုင်တဲ့ဘဝရောက်ဖို့ဒါတွေကအခမ်းအနားဆုံးဘယ်နဲ့ခြေခွေရခြင်းပဲမဟုတ်လား လူတွေကပြောကြတယ်ဒါသေဆုံးသွားတာမှမဟုတ်ပဲတဲ့ဒါမဲ့ဒါဟာအကျိုးရှိနေတာလည်းမဟုတ်ဘူးလေသူ့နာမည်ကလေးနေရာမှာသူကအသက်24နှစ်ရှိပြီးဟူနန်ခေနဲမှာကြီးပင်းခဲ့တယ်။အမ3ရောက်ရှိပေမဲ့တူးတဲ့တော့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ကနေ့ကလည်းတန်းအောင်တော့ကောလိဝင်ခွင့်ဆောင်မေးပွဲကိုမဖြေတော့ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့အမှတ်တွေမကောင်းတာလည်းပါတယ်လို့ဆောင်မေးပွဲက စိတ်ဖိစီးမှုတို့လည်းမခံနိုင်တာလည်းပါတာပေါ့။ဗတ်တီလို့ဆုံးဖြတ်ပြီးတဲ့အခါသူ့အထက်ကအမရဲ့သူရဲ့က ကွမ်နောက်ခင်ကအကုန်ထုတ်ဆက်မှုလုပ်ငန်းတွေတက်ကိုရောက်လာခဲ့တယ်။မရင်တွက်နိုင်လောက်အောင်များပြားလာတဲ့လူငယ်လေးတွေကအခွင့်အလမ်းအတွက်ဆိုပြီးဒီနေရာကိုရောက်လာကြတာ။နှစ်နှစ်အတွင်းမှာဆက်ယုံနေတစ်ခုပြီးတစ်ခုပြောင်းလဲခဲ့ပေမဲ့ဒူတာဖိုရှန်ဆိုတဲ့မြို့မှာပဲနေတယ်။သူ့တငယ်ချင်းတွေကသူ့ကိုနှုတ်နေပြီးစိတ်ထဲမှာပဲစကားပြောနေသူလို့သဘောထားကြတယ်။သူပျောက်သွားပြီးနှစ်လလောက်ထိသူ့မရဲ့လောက်ပေါ်ကင်ပင်နဲ့ပပရဲကလွယ်ပြီးဘယ်သူမှတတိမချမိကြဘူး။ တကယ်တော့တရင်ဌာနတစ်ခုမှာလောက်တဲ့သူ့ရဲ့ဝမ်းခွဲညီကိုတယောက်ချောင်းသာမဟုတ်ရင်သူပြောက်သွားတယ်ဆိုတဲ့တရင်ဟာလည်းသူ့လိုပဲပြောက်သွားနိုင်လေ။ပလဲမြေဝမ်းဒေတာမှာတော့သူ့လိုအလုတ်သမားတွေဆိုတာအများကြီးမှအများကြီးအလုံးမဆောင်ခင်တန်းစီနေတာကိုကမျက်နာတွေတောင်တက်တဲကွက်ကွက်မမြင်ရ။ဘယ်သူဝင်လာဘယ်သူထွက်သွားဆိုတာလည်းဘယ်တော့မှတက်တဲကွက်ကွက်မရှိကြ။ပြီးခဲ့တဲ့နိုဝင်ဘာလကတော့သူ့ညီကိုဝမ်းခွဲရှီဖိုက်ကသူ့ချောင်းကိုဘလော့ခ်ထူမှာရေးတင်လာပြီးနောက်ပိုင်းမှာ တောင်ပိုင်းမက်ထရိုပိုလစ်နေရှင်သတင်းစာမှာထပ်မံဖော်ပြခင်ရပါတော့တယ်။အဲဒီစာမကိုလူတွေတော်တော်လေးစိတ်ဝင်စားခဲ့ကြတယ်။လီယိုရဲ့စိတ်တွင်ပဋိပက္ခတွေပါဖတ်ခွင့်ရတော့တရုတ်ပြည်တွင်ကလူတွေရဲ့နှလုံးသားကိုထိသွားတယ်။သူကတိတ်တဆိတ်ပြောင်းရွှေ့အလုပ်တပါလေးဘယ်တော့မှတက်ကြလို့လဲမတက်ခဲ့ဘူးကြီး။အားလိုက်ရင်တော့ရှီဟောင်းတွေးကော်စာအထက်မှာပဲမွေလျော်တွေးတော်နေတဲ့တဲ့။ဝါမှာအခက်ခဲတွေကြုံရတော့အဲ့ဒီထဲကကနှုတ်ချက်စာလေးတွေနဲ့တခြားစာအုပ်တွေထဲကစာရုပ်ပေးစာလေးတွေကိုသူ့စာအုပ်တွေထဲမှာခြာရေးထားတဲ့တဲ့။ ။ကဘာမြကြီးကတိတ်သဘောထားကြီးမေတ္တာတရားကြီးမာတယ်။ဒီတော့မြင့်မြတ်တဲ့လူသားတယောက်ကဂျေဇူးတရားသိတတ်တဲ့အဖြစ်မှုတွေကိုပြုမှုရမယ်။အရာအလုံးကိုဂျေဇူးတင်သိမှတ်ပြုရမယ်။ဘဝဟာအိမ်မက်တွေကြောင့်ကြီးကျယ်ခမ်းနားပါတယ်။ပြေလာတော့ပြောင်းလဲတယ်လှုပ်ဆောင်တော့အောင်မြင်တယ်အဲ့လိုမျိုးတွေပေါ့ဘယ်သူကမှသူ့အကြောင်းကိုတင်ချာမသိကြပါနဲ့သူ့စာအုပ်ထဲကဇာတ်လမ်းတွေကိုဖတ်ပြီးသူဟာအိမ်မက်သမားပဲလို့ပြောကြတယ်အဲ့လိုနဲ့အသက်24နှစ်အရွယ်လူငယ်လေးတယောက်ရဲ့ကံကြမ္မာကသင်္ကေတတွေနဲ့ပြည့်နှက်လာတယ် တင်ငယ်တဲ့ပြောင်းရွှေ့အလို့သမားလေးတယောက်မြို့ကိုမျောလင်းချက်တွေနဲ့တူရောက်လာခဲ့တယ်။တွေးပေါ်သမားလူငယ်လေးကဘဝကိုလက်တွေ့ကြကြရင်ဆိုင်ခဲ့တယ်။သူ့ရဲ့ကံကြမ္မာပန်းတိုင်ကိုပြောင်းလဲခြင်းခဲ့တဲ့လူတယောက်အတွက်အခွင့်အလမ်းတွေကနည်းတဲ့ထက်နည်းလာတာကိုပြောပြနေတယ်။တွေးပေါ်ကောင်းရှိတာဟာကျဆုံးနိုင်လားသေးချပဲလို့ပြောလိုက်တယ်လို့ပဲ။ဒါပြင်ဘသူပေါ်မှာမှမမီကိုမယုံကြည်တတ်တဲ့လူတယောက်ကိုတိတ်ကိုကုခန်နိုင်စွမ်းအားနဲ့လွန်းနေဆိုတာလည်းပြလိုက်တယ်။ သူတည်ဆုံးသွားခဲ့တာဟာလူတို့တွေရဲ့နှလုံးသားထဲမှာချိန်ကြာကြီးကိန်းဝတ်ကြံခဲ့တယ်။ချမ်းသာနဲ့စည်ရဲကြကကောင်းဟာချက်ကကြီးတဲ့ထက်ကြီးလာတယ်လို့ကျော်ဝမှုကိုအညီညာဖြန့်ဖြူးပေးတယ်ဆိုတဲ့သဘောတရားကလည်းအငွေ့အည်အတွင်ပဲဆောင်လာတော့တယ်။တစ်ချိန်တည်းမှာပဲလူမှုရွေးရှားသွားလာခြင်းဟာအားနည်းလာတယ်။လူမှုအသားဝိုင်းရဲ့စံတန်မိုးတွေဆိုတာလည်းကြလေကြလေအတန်တူအောင် ရောသမခံထားရတယ်လို့ဖြစ်လာတယ်။ရုပ်ဝိတုကသာအမြင်မှုကိုတိုင်းတာတဲ့ပေတံဖြစ်လာတာနဲ့များ အန္တရာယ်များတဲ့တိတ္တတာတရာချင်းလေးပေါ်မှာလူတိုင်းကအပြိုင်ရှောက်လန်းလာကြတော့တယ်။လူမှုစနစ်ကလည်းလူသားမဆန်တော့ဘူး။အဲ့ဒီနောက်တော့လူတယောက်ချင်းစီဟာစနစ်ကြီးရဲ့ရှုပ်ထွေးနေနှမ်းမှုတွေကိုနားလည်နိုင်စွမ်းမရှိကြတော့ဘူး။သူတို့ဟာသူတို့ခံစားနေရတာတွေကိုထုတ်မပြောတတ်ကြတော့ဘူး။နောက်ဆုံးမှာသူတို့ဟာသူတို့ကိုယ်သူတို့မကာကွယ်နိုင်ကြတော့ဘူး။ကမ္ဘာကြီးကရုပ်ဝိထုဆန်လာလေ။လူသားတွေကသူတို့ရဲ့အုံနောက်ထဲမှာစိတ်ဝိညာဉ်အတွေးခေါ်တွေအတွက်နေရာမရှိတော့ဘူး။ သူ့ရဲ့ဖြစ်စိုးနဲ့အကြဆုံးခံဟာလူတော်တော်များများရဲ့ခံစားချက်တွေကိုကိုးစားပြုနေတယ်။လူအတိုင်းဝင်းရဲ့စိတ်ဓာတ်ကျဆင်းနေမှုတွေတရားတင်မဖြစ်နေမှုတွေအဲ့ဒါတွေရဲ့သင်္ကေတကလျို့ဖြစ်လာတယ်။တကယ်တော့တရုတ်ဟာတမိုင်းမှာချိုးစစ်တစ်ခုဖြစ်တော်မဲ့အချိန်မှာပဲဒီစိတ်ခံစားချက်ပောက်ကွဲထွက်မှုကပေါ်ပေါက်လာတာဖြစ်ပါတယ်။နှစ်ပေါင်း30ကြာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလူတော်တော်များများကိုစီးရဲတွင်ကဆွဲထုတ်နိုင်ခဲ့တယ်။ကုလနိုင်ငံစီးပွားရေးကနောက်ပြဿနာအသစ်တစ်ခုကိုရင်ဆိုင်နေရတယ်။ဒီချိန်မျိုးမှာ စီးပွားရေးဖွံ့ဖြိုးတီးထွားလာမှုနောက်ကလည်းလူမှုရေးပိတ်ဆက်ရတဲ့ဖိုးခါတွေကိုအများစုကတရိပ်မပြုမိကြဘူး။ပြည်လို့လူငယ်တွေကစီးပွားရေးပိုင်လာအိုးကြီးကိုမီးထိုးပေးမဲ့အထင်ကျောင်းတွေပါပဲ။လူတွေဟာပိုင်လာကြီးကစီးပွားရေးရထားတွေကြီးကိုကောင်းကောင်းဆွဲသွားနိုင်မှာကိုပဲမြင်ကြပြီးအဲ့ဒီအတွက်လူငယ်တွေရဲ့အသက်တွေကိုထင်းလို့မီးရှို့ပေးလိုက်ရမှာလို့တော့မမြင်ကြပါဘူး။ပုံရေးကြီးတာကတော့စီးပွားရေးဖွံ့ဖြိုးတိုးတက်လို့တဲ့စိတ်အားထက်သန်မှုဆိုတာတွေကလည်းရုတ်ရွာလာနေပါတယ်။ရှီဖိုင်ကီက ခုနန်နယ်ကသူ့မြို့လေးစီပြန်သွားတော့သတိထားမိလာလာလေးကိုခုလိုပြန်ပြောပြတယ်။ဘယ်တော့ကစပြီးပြောင်းလဲသွားတယ်ဆိုတော့မပြောတယ်ဘူးဗျ။တခုခုကတော့မတူတာတွေဖြစ်နေပြီ။အရင်တော့ကမြို့တက်လှုပ်လှုပ်ပြီးအိမ်ပြန်လာရင် ကိုပါအိမ်ဆောင်နိုင်တယ်။စိုးဆိုင်ဖွင့်နိုင်တယ်ဆိုတဲ့ပုံမြင်တွေပြောနေခဲ့ကြပေမဲ့အခုတော့တဘာဝဘေးနဲ့လူလုပ်ဘေးတွေကိုဘယ်လိုကြောင်ရရဲဆိုတဲ့ဝမ်းနည်းစရာပုံမြင်တွေကိုပြောလာနေကြတယ်တဲ့။ဒီလိုကပောက်တီကပောက်ချာဖြစ်ပြီးရက်ဆက်တဲ့လူအတိုင်းဝိုင်းဟာလူတွေကိုစိတ်ရောကိုယ်ပါ ဆွဲချနေတယ်လို့ပါပဲတကယ်တော့လျှို့နေရဲ့ပုံမြင်ကဟိုးအရင်က1889ခုနှစ်နော်ဝေပြဇက်တဘုတ်တဲကဇက်ဆောင်နိုရာနဲ့ပန်ရှောင်းတို့ရဲ့ဇလန်းတွေရဲ့အဆက်ပဲလို့ဆိုရမယ်လွန်ခဲ့တဲ့ session နေ့ကပညာတဲ့တရုတ်လူငယ်တွေကြားမှာနိုရာအိမ်ကထွက်ခဲ့ပြီးနောက်ဘာတွေဖြစ်တယ်လဲဆိုတာကိုညှင်းခုံခဲ့ကြတယ်အများစုကတော့အဲ့ဒီပြဇက်ကိုမိသားစုဘဝနဲ့ဓလေ့ထုံးစံတွေကိုတိုက်ခိုက်ဖို့သုံးခဲ့ကြတာပေါ့အဲ့ဒီအချိန်ကဒီနှစ်ခုကပဲတရုတ်လူငယ်တွေရဲ့လွတ်လပ်မှုကိုတင်းကျပ်ပေးခဲ့တာလေ ။လွန်ခဲ့တဲ့နှစ်30လောက်ကတော့ပန်ရှောင်းကလူတွေရဲ့ဘဝတွေကဘာလို့မြန်ပူပူပြီးကြက်တဲလာရတာလဲလို့မေးခွန်းထုတ်တော့တယောက်ကစိတ်ဝိညာဉ်ဆိုင်ရာအချက်ရိုက်နေခဲ့ပါတယ်။နိုင်ငံရေးရုံးငန်းလှုပ်ရှားရမှုကိုနှစ်ပေါင်းများစွာလုပ်ပြီးတဲ့အခါမှာလူလူဟာသူတို့ခံစားနေရတာတွေဖိစီးခံနေရတာတွေကနေလွတ်မြောက်ချင်လာခဲ့တယ်။ဒါပေမဲ့ဘယ်ကနေမလို့ဆရာမမမသိခဲ့ကြဘူး။ပြိုကတော့နည်းနည်းကွဲပြားတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရတာပေါ့။အဲ့ဒါကတော့စီးပွားရေးနဲ့လူမှုရေးဝန်ကျင်အသစ်ပေါ့။သူကနိုင်ငံရေးနဲ့ စီးပွားရေးအာဏာနှစ်ခုတင်းတင်းကြပ်ကြပ်ပေါင်းစည်းဆက်နွယ်သွားတဲ့လူမှုရေးတာဝန်ဝါဒနဲ့ရဝိတ္ထုဝါဒပေါင်းထားတဲ့ခေတ်ကြီးမှာဖြစ်ခဲ့တာပေါ့အဲ့ဒီခေတ်ထဲမှာတော့လူတွေကအားငယ်ပြီးကုကေရမဲ့ခံစားရတတ်တာကိုဒီဇယ်လန်တန်းပုံစံလုံးကလူအတိုင်းဝင်တစ်ခုလုံးရဲ့ကံကြမ္မာနဲ့လူတယောက်ချင်းစီရဲ့ကံကြမ္မာကြားကအဆက်ဆက်ကိုဖော်ပြနေပါတယ်။သူတို့ရဲ့ကံကြမ္မာကိုရင်ဆိုင်တဲ့အခါလူတွေကအစွန်တစ်ဖက်ကနေတစ်ဖက်ကြားမှာတန်းဝင်ငန်းကြီးလာကြတယ်။အစဖြမမှာတော့သူတို့ဟာအတန်မဲ့နေကြတယ်။ တို့ရဲ့အတန်ကိုလူ့သားဝင်ကမျိုးချပြစ်လိုက်ကြတယ်။နောက်တော့သူတို့အတန်ကိုကြားလာကြတယ်၊စာနာလာကြတယ်။အများစုကတော့စနစ်နဲ့လူ့သားဝင်ကိုပြစ်တင်ကြတယ်။လူတယောက်ချင်းစီကပြုတ်ခံသားကောင်လိုမျိုးသဘောထားကြတယ်။ဒါမဲ့နိုရာထွက်သွားခြင်းဆိုတာကိုအတေချာဆွေးနွေးလာကြတဲ့အခါကျွန်တော်တို့ကလူတယောက်အနေနဲ့မိသားစုအစိုးရလူ့သားဝင်တွေစီကဖြစ်စည်းနှိမ့်ဆက်မှုတွေအားလုံးကိုဘယ်လိုပဲရင်ဆိုင်ကျော်လွှမ်းနိုင်တယ်ဆိုတော့အဲ့ဒီလူကအဲ့ဒီနောက်မှာဘဝကောင်တစ်ခုကိုရချင်မှရမယ်ဆိုတာကိုသဘောပေါက်လာကြတယ်။ အဲ့ဒီလူဟာမျောလင်းချက်ရှိနေတာကနေလုံးဝယုံမှတန်တရားတွေနဲ့ဖြစ်သွားနိုင်တာကိုလည်းသတိပြုမိလာကြတယ်။နောက်ဆုံးမှာတော့လူတယောက်ရဲ့ပုံလိကကြေကဲဝန်းနေစရာအတွက်အပြင်ကကဘာကြီးကိုပြစ်တင်လို့မရဘူးဆိုတာကိုသဘောပေါက်မိကြတယ်။ဒါလေးအတွက်လည်းအမှန်ပဲဖြစ်ခဲ့တာပါ။ဒီဘက်မှာတော့ကျွန်တော်တို့ကလူအတိုင်းဝဲအနေနဲ့တယောက်ချင်းစီရဲ့ရေးကိစ္စတွေကိုအာရုံပြုနိုင်လောက်အောင်သူ့ဘာသာပြန်လည်လေ့လာမယ်လို့ပြောနေတတ်ကြတယ်။ဒါဟာလူအတိုင်းဝဲထဲမှာအနာရောဂါဆွဲကပ်နေရဲဆိုတာကို ဝန်ခံလိုက်မယ်လို့မျှော်လင့်တာပေါ့တစ်ဖက်မှာကျွန်တော်တို့ဝန်ခံရမှာကတော့လူတိုင်းတယောက်မချင်းပျော်ရွှင်နေစေမဲ့ဒုက္ခဆင်းရဲကိုမခံစားရမယ့်စနစ်မျိုးအသားဝင်းမျိုးကိုကျွန်တော်တို့တွေဖန်တီးနိုင်စွမ်းမရှိဘူးဆိုတာပါပဲတနည်းအားဖြင့်တော့ပုံကိုရေးကြေခွဲစာမှန်သမျှကိုနာမကျန်းနေတဲ့အသားဝင်းရဲ့ဝေဒနာလက္ခဏာဖြစ်ရှင်းလင်းပြောပြတာမျိုးကိုတော့ရှောင်ရှားကြရပါမယ်။ဘယ်လောက်ပဲအဲ့လိုမြင်ရအောင်အခြေအနေတွေဖြစ်နေပါစေပေါ့။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ 제주 때 말해 신 주마 도자 아.